ဲကြောင့်ဒီ၄ဦးနဲ့ပတ်သက်ပြီးတော့ဒီစက်တင်ဘာလ30ရက်ညနေထိနောက်ဆုံးရတဲ့အခြေအနေတွေဘယ်ကစားသမားတွေကဘယ်လိုလောက်ပြန်လာနိုင်မလဲဒဏ်ရာအခြေအနေကြောင့်တစ်ချက်ကြည့်လိုက်ရအောင်ပထမဆုံးတစ်ယောက်အာဆီနယ်တင်းရဲ့ဒီຫນွေမှာနောက်ဆုံး6ယောက်မြောက်ဖြစ်နောက်ဆုံးမှဝယ်ထားခဲ့ပြီးတော့ဒလိုင်းတွေမှာလက်မှတ်ထိုးရတဲ့ကစားသမားတော့ပယ်ရိုဟင်ကာဘေးပယ်ရိုဟင်ကာဘေးအနေနဲ့အာဆီနယ်သစ်စုရောက်လာတဲ့အခါမှာကျွန်တော် injury history တွေသွားပြီးကြည့်တာဒဏ်ရာရမ်းဆိုးတဲ့ကစားသမားမဟုတ်ဘူးအာဆီနယ်ရောက်လာတော့မှအခုသူရတာကပေါင်ချန်တန်ရာ trainee မှာရတာလား ဒါမှမဟုတ်အရင်ကဒန်နဲ့နဲ့ရှိလာခဲ့တာလောက်မသိဘူးအာဆင်နယ်တင်းကသူအများကြီးမကစားပေးရသေးဘူးဟိုတနေ့ကလည်းသူအက်သလက်တစ်ဘီဘာကိုတင်းတဲ့ချန်ပီယံလိပွဲစဉ်မှာမိနစ်နေခဲ့တော့ဝင်းစော်ထားခဲ့တာရှိတယ်ကဲကျွန်တော်တစ်ချက်ကြည့်လိုက်အောင်ပယ်ရိုဟင်ဂါဘီကတော့ပေါင်ကြံတန်ရာကြောင့်သူပြန်လာမှာကတော့အော်တိုဝါ၂ရက်နေမှာကံပဲဒီအိုလံပီယာကော့စတန်ချန်ပီယံလိပွဲစဉ်အမီပြန်လာမယ်လို့ကြားသိရတယ်မိမမီတော့မသိဘူးဒါပေမဲ့ကစားသမားအနေနဲ့တော်တော်အခြေအနေကောင်းနေပြီဆိုပြီးတော့ Arsenal Raider ကတော့ဖော်ပြသွားတယ် အဲ့တော့ဒီကစားသမားတော့လက်ရှိမှာအသက်23နှစ်အီကွေဒေါ်ကစားသမားအာဆင်နယ်နဲ့မပူးပေါင်းခင်တုန်းကနိုင်ငံအဆင့်လက်ရွေးစင်ပွဲစဉ်တွေမှာလည်းရှယ်ဦးခြေစွမ်းပြတယ်လုံးဝလည်းစတောင်းဖြစ်တယ်သူ့ရဲ့ဒဏ်ရာမှတ်တမ်းကိုကျွန်တော်လိုက်ကြည့်လိုက်တဲ့အခါမှာ2021-22ဘောလုံးရာသီတုန်းက26ရက် injury နှစ်ခုကြောင်းဂိမ်းတပွဲလွှဲချော်ထားတယ်26ရက်နားထားတယ်ဗောလေ2022-23ဘောလုံးရာသီမှာ31ရက်နားထားတယ် injury တစ်ခုကြောင်းဂိမ်းတပွဲလွှဲချော်ထားတယ်ဒါပဲ အာဆီနိုရောက်လာတော့ဘယ်လိုဖြစ်လို့နားရက်တီဖြစ်ပြီးတော့ဒဏ်ရာတွေဖြစ်လဲတော့မသိဘူး။ဒါမှမဟုတ် DI ယာတီဥဒုနဲ့များအသားမကျလား။ trainee တွေကပဲအရန်ကြမ်းလာမသိဘူး။ကျွန်တော်တို့ကပုံလေးတင်လိုက်သေးတယ်။ဒီသားမှအာဆီနိုရောက်ရလာခြင်းတော့စိတ်တည်ညစ်နေပုံပေါ်လေး trainee များတအားကြမ်းလို့လားအိမ်မဲလွမ်းနေလို့လားတော့မသိဘူး။အဲ့တော့ဒီသားမှအနေနဲ့ကြံခဲ့တဲ့ဘောလုံးယာတီတုန်းကသူ့ရဲ့အသင်းအတွက်စုစုပေါင်းဒါဘီယန်လီဖာကူစီအသင်းအတွက်ပေါ့လေပြိုင်ပွဲစုံ44ပွဲမှာ39ပွဲပွဲထပ်ထားပြီးတော့3ဂိုးသွင်း2လုံးဖိုင်ထားတယ်။အဝါကက်10ကက်နဲ့အနီကက်တစ်ကက်ထိထားတယ်။ တရားဒီကိုပွဲတွေအများကြီးဆော့ပြီးတော့ဒီကစားမောက်ကိုခေါ်ကနေမှာအာရီတာကရီယယ်မက်ဒရစ်ဒီပြဖြစ်လာခဲ့တဲ့ဇာဗီလွန်ဆိုဖုံးဆက်တယ်အဲ့ကစားမောက်ကိုကြိုက်လာမင်းရဲ့ system မှာဘယ်လောက်ထိအံဝင်လဲနာခံမှုကောင်းလားဘာညာမေးတယ်အမှဇာဗီလွန်ဆိုက recommend ပေးတာဖြစ်တဲ့အတွက်အာရီတာကဒီကစားမောက်ကိုခေါ်လိုက်တယ်အန်ဒရီဘာဒါလည်းရအောင်ခေါ်ပြီးတယ်ဇင်းလုံးလည်းတင့်တင်ပြီးတော့ကစားမောက်ကိုလည်းလာကျင်တာဖြစ်တဲ့အတွက်အပြောင်းရွှေ့ပြောသွားတယ်အခုတည်းကတော့ပယ်ရိုဟင်ဂါဘေးလေး ပါဝါပါရလာဘာဖြစ်နေလဲဆိုရင်မေးရသူတွေအတွက်ဆိုရင်တော့လာမယ့်ချန်ပီယံလိမှာပါဝါများဆိုပြီးတော့ report တွေကဖော်ပြထားပါတယ်ဒုတိယမြတ်တောက်ကတော့ Noni Manduki ရောက်လာတော့တော့ကျွန်တော်တို့မကြိုးစိုးမကြိုက်ဘူးပေါ့လေဒါပေမဲ့သူ့ရဲ့စူးစမ်းအထောက်မှုသူ့ရဲ့ခြေစွမ်းတွေကြောင့်ကျွန်တော်အရန်ကြိုက်လာတဲ့အချိန်မှာပဲကစားသမားကျွန်တော်တို့ကိုဒဏ်ရာကြောင့်နှစ်လားလောက်လက်ပြသွားတယ်အဲသူပြန်လာမယ့် date ကတော့ Noi Mala 23 Tottenham Hotspur အသင်းနဲ့ကမ်းမဲ့ပွဲစဉ်မှာပြန်လာမယ်လို့ကြားသိရတယ် Manchester City အသင်းနဲ့ပထမကြီးမှာရခဲ့တဲ့ဒူးဒဏ်ရာကြောင့်နှစ်လနားကန်ကောင်းနာက အစီအံတန်ရမဟုတ်ဘူးကန်ဆိုးတာကနှစ်လလောက်အဲ့တော့သူ့အနေနဲ့ပွဲကြီးအများကြီးလွှဲချော်မယ်အခုလာမယ့်အော်တိုဘာလာအတွင်းမှာအိုလံပီယာကော့ဝက်ဆန်ဖူဟန်တီကိုပဲလေနောက်ပြီးတော့ဒီကာလာဘောင်ကပ်ပွဲစဉ်အဖြစ်ကျွန်တော်တို့ဘရိုက်တန်နဲ့ပွဲစဉ်အဲ့ဒီလွှဲချော်မယ်နိုဝင်ဘာလာအတွင်းမှာဆိုလို့ရှိရင်တော့ဒါစပါပွဲမတိုင်မှာဆိုဘန်လီဆလာဗီယာစန်တာလန်အဲ့ဒီပွဲစဉ်တွေလွှဲချော်မှာဖြစ်ပြီးတော့စောစောလုံးပြောတဲ့အတိုင်းပဲနိုဝင်ဘာ23စပါနဲ့ပွဲစဉ်မှာပြန်ပါလာနိုင်မယ်ကြားသိရတယ်ဒါမှမဟုတ် ပို့ပြီးတော့များအနာကျတတ်တာလို့ပို့ပြီး training နဲ့အဆင်ပြေတော့ဒီထက်လည်းပိုစောနိုင်တယ်စေးဖွဲ့တွေကပို့ပြီးတိပါလိမ့်မယ်ကျွန်တော်နောက်ဆုံးရအချိန်ညဆိုရင်တော့နိုဝင်ဘာ23ရက်နေ့စပါနဲ့ပွဲစဉ်ကြမှာပဲပူပေါင်းနိုင်မယ်ကြားသိရပါတယ်နောက်ထပ်တစ်ယောက်ကတော့ဒါခိုင်ရန်ဘက်ခိုင်ရန်ဘက်ကတော့နိုဝင်ဘာ23အဲစပါနဲ့ပွဲစဉ်မှာပြန်လာမယ်ကြားသိရတယ်သူကဒီ August လကုန်မှာပဲတရားကိုခွဲစိတ်လိုက်တာဆိုတော့လေပြန်လာမယ့်ရက်တွေဘာညာတွေကသူအသေးချတွက်ပြီးွားပြီအဲ့လောက်ပြန်လာမယ်ကြားသိရတယ်နားတာတော့နားရတယ် အဲကြောင့်မို့အခုစက်တင်ဘာအောက်တိုဘာနိုဝင်ဘာဥမှသူနှစ်လကျော်သွားတာဗောလေနိုဝင်ဘာဥမှ20ကျော်ဆိုတော့စပါးနဲ့ပွင့်စင်မိပြန်ပါလာမယ်ကြားသိရတယ်အသေးစားဒူးတန်ရခွဲစိတ်ထားခဲ့ရတယ်အဲ့တော့ရှစ်ဘက်ကနေ12ဘက်အတွင်းဆိုတော့ဒီ target ကတော့အမိပြန်ပါဖို့များတယ်အဲ့တော့မန်ယူနယ်ပွဲမှာတော့ဒီရသည်32မိနစ်တော့ဝင်ပြီးဆော့ဝင်ရခဲ့တယ်။ဂျန်နာရီတော့သူ့အနေနဲ့ခြေစမ်းပွဲဒီမှာပဲဝင်ဆော့ခဲ့ရတာ။ကျွန်တော်ပထမရာသီစာလုံးကထင်တာခိုင်ဘက်ကတော့လုံးဝ စတာမီနာတွေအပြည့်နဲ့မာဆယ်တွေအပြည့်နဲ့ဝိတ်တွေလည်းတင်ထားတယ်ဒီရသီတော့ဟာဘက်ကြီးကျမ်းပြီပေါ့လေဒါပေမဲ့အရင်တော့ပုံပြပပလေးရမှာအသင်းတော်ဘိုးလေးအများကြီးဆော့ခဲ့ရသေးတယ်အခုဝိတ်တွေတင်ပြီးတော့လုံးဝ physical ကောင်းလာပြီဆိုတဲ့အချိန်ရောက်လာမှာပဲဒဏ်ရာရသွားခဲ့တာပေါ့လေ တော်သေးရဲ့ကျွန်တော်ယောဂရက်ကိုဝယ်ထားခဲ့တာမှန်သွားပြီလို့ရတယ်။ကစားမခြေစွမ်းပြသည်ဖြစ်စေခြေစွမ်းမပြသည်ဖြစ်စေလူအသေးရှင်တွေတိုက်စစ်မှုတအုပ်ဖြစ်တော့ကျွန်တော်ယောဂရက်ကိုအထောင်မှတင်ထားလို့ရတယ်။အဲ့တော့26နှစ်ရဲ့ဂျာမနီသားခိုင်ယန်ဘက်ကတော့အာဆီနယ်နဲ့2028ခုနှစ်တော့စာချုပ်ရှိသေးတယ်။ယောဂရက်နဲ့သူနဲ့ပွဲကစားချိန်မိနစ်တစ်ပေါ်မူတည်ပြီးတော့အကြိမ်မြတ်ကစားမမပြောရင်ခေါ်ကျင်တဲ့အသေးရင်လည်းဝိုင်းဝိုင်းလည်နေတယ်။ဒါပေမဲ့ခိုင်ယန်ဘက်နဲ့ပတ်သက်ပြီးတော့တိတ်ပြီးရူမာကြီးတော့အရင်မထွက်ဘူး။သူ့ရဲ့အခြေအနေပတ်သက်ပြီးဂျာမန်ကလပ်တော်များတော့စောင့်ကြည့်နေတယ်။ခိုင်ယန်ဘက်ရဲ့ injury history ကိုကြည့်မယ်ဆိုရင်တော့အဲဒီက ာမအာဆင်နယ်စီရောက်မလာခင်တော့တရာတီဦးမှာ16ရက်17ရက်ပဲနားရတာဒါပေမဲ့အာဆင်နယ်ရောက်လာပြီးရင်နောက်ပိုင်းမှာကြံခဲ့တဲ့ဘောလုံးရာတီဟာ116ရက်နားခဲ့ရတယ်အခုဆိုလို့ရှိရင်လည်းရက်တော်များစပြီးနားနေရတွေ့ရတယ်နှစ်လချကျော်ပေါ့လေဒါကြောင့်မို့ဒီကစားမအနေနဲ့အသင်းမှာ training တွေကြောင့်လားတောင်ပွဲတွေအများကြီးဆိုးရတာကြောင့်လားအသင်းရဲ့ကစားဟန်ကြောင့်လားတော့မသိဘူးအာဆင်နယ်ရောက်လာတော့မှဒဏ်ရာတွေပိုပြီးများလာတာတွေ့ရတယ်သူပြန်လာမဲ့ဒိတ်ကတော့နိုဝင်ဘာလ 20ကျော်စပါးနဲ့တင်ပေါ်တင်မှာပြန်လာမယ်လို့ကြားသိရပါတယ်။ကဲတော့ဆုံးတစ်ယောက်ကတော့ကျွန်တော်တို့ရဲ့ ACN မင်းသားကြီးဂါဘရီယယ်ဂျေဆုအာဆင်နယ်မှာသူ့အရင်အရှိက ACN ဖြစ်သွားခဲ့တာကဂျူရီယန်ထင်ပါထင်ပါက ACN တန်ရဖြစ်သွားတဲ့ player ကိုဟုတ်ရဲ့လားဆိုပြီးကျွန်တော်အန်ဟောရတဲ့ဒီပဲတနှစ်လောက်နားပြီးခုပြန်လာတဲ့ခါမှာတောက်လျှောက်ဖြုတ်နေခဲ့တာထင်ပါနဲ့ပတ်သက်ပြီးအများအားအားရတယ်တန်ရနေအကောင်းဆုံးပြန်လာနိုင်တယ်စိတ်သက် strong ဖြစ်တယ်တကယ်ကောင်းတဲ့ player အခု ACN တန်ရနေပြန်လာမဲ့ ဂါဗရီယယ်ဂျေဆုအနေနဲ့ရောဘယ်လောက်ထိတာမှာမလဲတစ်ချက်တော့ကြည့်ရမယ်ဒီနေရာမှာထင်မှားနဲ့မတူတာကဂါဗရီယယ်ဂျေဆု ACN တန်ရာနေပြီးတော့ဒီဇင်ဘာလပြန်လာလိုက်မယ်ဆိုရင်တော့မှစောင်းစည်းကောမှာရောင်းမရောင်းကစားသမားအနေနဲ့ဒီလိုတန်ရာတွေပြန်မြာပဲနဲ့အသင်းအတွက်ခြေစွမ်းပြနိုင်မလားဆိုတဲ့တစ်ချက်အဲ့ဒါကိုတော့စောင့်ကြည့်ရမယ်သူ့လိုချင်တဲ့တင်းကဝမ်းဝိုင်းလည်နေရပဲအပါမီယတ်တို့လိုဘရာဇီးကလပ်တွေလိုချင်တာရှိတယ်ဒီဘက်ကပရီးမီးယားလိမှာဆိုအေဗာဒန်တို့အဲတချို့အသင်းတွေပေါ့လေသူ့ကိုလိုချင်တဲ့တင်းတွေရှိရဝက်ဆန်တို့ အဲ့ဒီနေ့လိုချင်တယ်ဒီနေ့မှာချန်ပီယံလိလီဖက်စ်ပွဲစဉ်၈ပွဲနဲ့ပတ်သက်ပြီးတော့လူစီးရဲမှာဂျေဇုကိုချက်လက်ထားခဲ့တယ်။ဘာကြောင့်လဲဆိုတော့လူငယ်စားမလေးမက်စတောမန်ကိုခေါ်သွားခဲ့တာကဒီဇင်ဘာကျော်လောက်မှာပဲပြန်ပြီးပူပေါင်းနိုင်မယ်နေထားအကြောင်းအဲ့ဒီလွတ်လပ်တဲ့ အတင်းရဲ့ကွက်လက်တနေရာမှာမတ်စတောင်းမလေးကိုထည့်ပြီးသုံးသွားခဲ့တာဗောလေအဲ့တော့လက်ရှိချိန်မှာတော့မြခင်းစိမ့်နေပုံမှာစတင်လေးကြည့်နေပြီးတော့ကြားသိရတယ်ပြင်ပကန်လက်မှုတွေပယ်ချတာပြီးတော့ ASEAN တန်ရာနေပြန်လာတဲ့ခါကျရင်အာဆင်နယ်တို့ကကစားကြည့်နေဆိုပြီး report တွေကဖော်ပြထားတယ်အဲ့တော့28နှစ်ရဲ့ဘရာဇီးလရဲ့စာချုပ်က2029သူလဲမာတီနယ်လူပဲစာချုပ်ကသိပ်မကြံတော့ဘူးဒါပေမဲ့ အာဆီနယ်ကပုံပြီး upgrade ဖြစ်တဲ့ကစားသမားတွေခေါ်ချင်တာမျိုးအသင်းကနေစာရုပ်သက်တမ်းတိုးရတာလွယ်တယ်လို့ထင်တဲ့ကစားသမားမျိုးဒဏ်ရာတွေကြောင့်တိတ်အဆင်မပြေလို့ထင်တဲ့ကစားသမားမျိုးနဲ့ပတ်သက်ပြီးအလောတကြီးသက်တမ်းမလို့သေးဘူးမီးစင်ကြီးကားမဲ့သဘောမှရှိရဲဒါကြောင့်မလို့ ခြေစုကိုစောင့်စည်းကွက်မှာရောင်းမလားဒါမှမဟုတ်ဒရားနီပြန်လာလို့ခြေစွမ်းအရန်ကောင်းရင်တတန်းတူးသွားမလားဆိုတော့တော့စောင့်ကြည့်သွားပါပါဂါဘရီယယ်ဂျေဆုကအာဆင်နယ်အသင်းအတွက်ပြိုင်ပွဲစုံ66ဝက်မှာ26ဂိုးသွင်းဂိုး20ဖိန်းထားတဲ့အဝါကတ်16ကန့်နဲ့ဂိမ်းမြင့်ပေါင်း9460မိနစ်ထိကစားထားပါတယ်ဒါတော့အာဆင်နယ်အသင်းရဲ့ဒဏ်ရာကစားမ၄ဦးပေါ့လေသူပြန်လာမဲ့ဒိတ်ကိုတော့ဒါဒီဇင်မာ30 Aston Villa တင်းနဲ့ပွဲစဉ်မှာလို့ရေးသားထားတယ်အဲ့တော့ဒီကစားမ၄ဦးထဲမှာ Perro Hingabe ကတော့အခုအနည်းဆုံးအော်တိုဘာလာ နှစ်ရက်နေ့ Olympia Costa ပုံစံမှာပြန်လာမယ်လို့ကြားသိရတယ်။သူကတော့ AC ပဲ။အဲ့တော့ဒီလေးဦးထဲမှာဆိုကျန်တဲ့၃ကတော့စောင့်ရမယ်။စောင့်ရမှာမှနိုဝင်ဘာလထဲမှာပြန်လာမှာဖြစ်တဲ့အတွက်အဲ့ကျန်တဲ့နှစ်ယောက်ကနိုဒီမန်တူကီနဲ့ခိုင်ဘက်ကနိုဝင်ဘာလ20ကျော်မှပြန်လာမယ်။ဒီဇင်ဘာ30ကြာလို့ရှိရင်ဟိုဂျေဆုကပြန်လာမယ်။ဒါကြောင့်မို့အာဆင်နယ်တင်မှာဒဏ်ရကစားသမားတွေကတော့ဒီလေးဦးပဲရှိတော့တယ်။တေချာတွက်ကြည့်မယ်ဆိုတော့လာမယ့်တစ်ပတ်တွင်မှာ3ဦးပဲကျန်ပါတော့မယ်။ ကဲညီကိုတော့ဘလို့ထင်းလဲကျန်တဲ့ကစားသမားကြီးလည်းဒဏ်ရာမရဘဲနဲ့ပွဲကြီးအများကြီးစွန့်နိုင်ပါစေဆိုပြီးကျွန်တော်ကြည့်ရမယ်ဒီနေ့မှာကြက်ခိုင်မှုတိတ်ပြီးမပြေဝသေးတဲ့ဆာလီဘာတို့ဘန်ဝိုက်တို့လိုကစားသမားကြီးရှိရဆိုပေမဲ့ဂျာထဲမှာ international break ကလည်းဒီကစားသမားကြီးပို့ပြီးတံမာသွားစီမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အဆုံးထိကြည့်တော့လဲအားလုံးကျေးဇူးတင်ပါတယ်ဒါတွေကတော့စက်တင်ဘာလ30ရက်နေ့ထိနောက်ဆုံးရအာဆီနယ်တင်းရဲ့ဒဏ်ရာကစားသမားလေးဦးနဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားတာပါ